အရှိတောင်အာရှနိုင်ငံတွေမှာမကြသေးမီရက်တွေအတွင်းဆိုးရွားတဲ့ရေလွှမ်းမှုမှုတွေဖြစ်ပွားခဲ့ပြီးလူပေါင်းများစွာသေဆုံးခဲ့ကြောင်း AFP သတင်းမှာဖော်ပြခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံမြောက်ဆူမတရာပြည်နယ်မှာရပောင်းများစွာကြောင့်မိုးတဲထန်စွာရွာသွန်းမှုကြောင့်ရေလွှမ်းမှုမှုတွေမြေပြိုမှုတွေဖြစ်ပွားခဲ့တဲ့အတွက်သေဆုံးသူ19ဦးအထိရှိလာခဲ့ပြီးလူပေါင်းတာဆင်ချီပျောက်ဆုံးနေပါတယ်။တချို့နေရာဒေသတွေမှာကုန်းလမ်းတွေပြတ်စီးနေပြီးလမ်းပိတ်ဆို့မှုတွေဖြစ်ပွားနေကြောင်း ဖုန်းလိုင်းတွေနဲ့လင်းစစ်တာလိုင်းတွေလည်းပြတ်တောက်နေကြောင်းအမျိုးသားရှာဖွေကိစ္စရေးအေဂျင်စီအရာရှိအီမီဖရီဇာကပြောပါရယ်အင်းကြီးချင်းအာချီပြည်နယ်မှာလည်းမိုးသက်ထန်စွာရွာသွန်းမှုတွေကြောင့်ထောင်ထဲချီတဲ့ဒေသခံတွေကိုဘေးလွရာနေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။ဒါ့အပြင် ထိုင်းနိုင်ငံတောင်ပိုင်းအထူးသဖြင့်မလေးရှားနယ်စပ်အနီးမှာရှိတဲ့ဟဲရိုင်မြို့မှာရေလွှမ်းမှုမှုတွေဖြစ်ပွားခဲ့ပါတယ်။ထိုင်းတောင်ပိုင်းပြည်နယ်ရှစ်ခုမှာရေလွှမ်းမှုမှုတွေကြောင့်လူ68ဦးသေဆုံးခဲ့ပြီး လူပေါင်း3.5တန်းကျော်ရေဘေးဒုက္ခကိုခံခဲ့ရကြောင်းထိုင်းအစိုးရကပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံမှာနိုဝင်ဘာ28ရက်ကမိုးရွာသွန်းမှုရပ်တန့်သွားပေမဲ့ရေလွှမ်းမှုတွေဆက်ရှိနေဆဲဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာလည်းလူနေဦးသေဆုံးကြောင်းအတည်ပြုထားပြီးအပူပိုင်းမုန်တိုင်းဆန်ရဝင်ရောက်တိုက်ခတ်ခဲ့ပြီးတဲ့နောက်အာရော့သွားကြောင်းမိုးလေဝသအာဏာပိုင်တွေကထုတ်ပြန်ခဲ့ပါတယ်။မုန်တိုင်းအာရော့သွားပေမဲ့လည်းမိုးသည်ထန်စွာရွာသွန်းမှုတွေလေပြင်းတိုက်ခတ်မှုတွေအတွက်ပြင်းစင်ထားဖို့နဲ့ပင်လယ်ပြင်မှာလှိုင်းထန်နေတဲ့အတွက်အရွယ်အစားသိမ်းခဲ့တဲ့သင်္ဘောတွေအတွက်အနည်းငယ်ရှိကြောင်းသတိပေးချက်ထုတ်ပြန်ထားပါတယ်။ တရီလင်ကနိုင်ငံမှာလည်းမိုးသက်ထန်စွာရွာသွန်းမှုမြေပြိုမှုတွေကြောင့်သေဆုံးသူ56ဦးအထိမြင့်တက်လာခဲ့ပြီးလူ22ဦးပျောက်ဆုံးနေတဲ့အတွက်အာဏာပိုင်တွေကရှောက်ဖွေကိစ္စရေးလုပ်ငန်းအတွက်စစ်တပ်ကိုဖြန့်ကျက်ချထားခဲ့ရပါတယ်